ဘဝဆိုတာဟာအချိန်နဲ့ဖွဲ့စည်းထားတာအဲ့ဒီအချိန်ကိုတမိုးထားလေလေဘဝတမိုးကြည့်လေလေဘဝကြီးအချိန်နဲ့ဖွဲ့စည်းထားတာဘဝကိုတမိုးထားရင်အချိန်ကိုတမိုးထားဒီတိုင်းထားရတဲ့ကုံသွားတာဟုတ်လားဒီတိုင်းသွားလိုက်တော့အချိန်ကရက်နေတယ်မရဘူးမင်းအရွယ်ကပိတ်ထားလို့ရတယ်ဆယ်ရှင်းနေရွယ်ပိတ်ထားလို့ရတယ်ဒီတိုင်း၁၉၂၀ဖြစ်သွားတာ အဲ့တော့လူတယောက်မှာတကယ်ကိုတန်ဖိုးရှိစေခြင်းရင်ကိုယ့်ရဲ့အခြေကိုတန်မှုထားရတယ်အဲ့လူတယောက်ရဲ့အကဲကိုဖက်ချင်လို့ရှင်နေပဲသူ့အခြေကိုဘယ်လိုသုံးလဲဆိုတာသတိထားရတယ်နားလေနော်ကို့အိမ်အောင်ပက်ဆိုရဆိုတော့ဘာတော့ပဲယူဆရရေးတယ်ဆိုတာသူများအငှားရေးခိုင်းနေဖြစ်တာပဲသူကသူရေးတယ်ဖြစ်တာပဲဟုတ်လားမင်းကိုချစ်ပါတယ်ဘာညာဆိုတာဒါဒါအတိပြဒါပဲ ဟိုဤစားစားထဲမှာခက်ချမ်းချမ်းစားတော့ဟိုးတောင်တွင်းကြီးရဲ့ပဲမြောက်ဘက်ကမြို့သစ်ဆိုတာမှရဲဘော်ကြီးခစ်တုံးကဤစားစားရေးတယ်တွေ့တာပဲအဲ့ဒီကတော့တမျိုးပေါ့လေမောင်းကိုချင်းချစ်ပါမချင်းရွာမီးနဲ့ရှုပ်ပါဟုတ် င်းတော့ရှိမှာပေါ့တော့သဘောပြောချင်တာကအဲ့ဒီခုနကပြောကြီးစားတာရေးပြီဆိုရင်အဲ့လိုလားအဲ့တော့အကုန်လုံးကပါလားပါလားအလင်းဟာတည်းပါလားခုနကအချိကနေမင်းကြီးချက်ဝလာဒါအလင်းဟာတွေပဲမဟုတ်လားအလင်းဟာကလူကိုတိတ်သွေးဆောင်တာအဲ့သွေးဆောင်တဲ့ခါကျတော့အလင်းဟာကောင်းတိုင်းကြီးစားတာရေးကောင်းတိုင်းတော့ကြိုက်လို့ဖြစ်မလားသူ့အချိကိုဘယ်လိုတုံးလဲဆိုကြည့်ဟုတ်ဘူးလားဒီအလင်းဟာဖြုတ်ကြည့်ရတယ် ခဏခဏငါပြောတယ်ဒီအလင်းငါပါလာလို့ရှိရင်ညီတို့မိန်းကလေးတွေကကိုကိုတို့တော့တတ်တယ်အလင်းငါအဖွင့်နဲ့ပါလို့ရှိရင်ဟုတ်ရင်တော့ကမဲတင်းဆိုတာဒီဘုံမဲလက်ထက်တော့ကစိတ်စားပြီးတည်ရဥစ္စာအဲ့ဒီမှာဖိုးစီရဆိုရက်လင်းငါဆရာကြီးကဒရင်းစာအရေးကောင်းတော့အဲ့ဒီမှာယန္တနာဘုံနေပြီးတော့ဒရင်းစာအဲ့မဲတင်းစိတ်စားပြီးတည်ရအကြောင်းလေး တစ်ခါနဲ့တစ်ခွက်တည်းလေငါပတ်တဲ့နေဖွဲ့ပြီးရိတ်ထားစိန်စားတဲ့ဥစ္စာတွေသုံးလေးရောက်ပေါ်လာတော့ရက်ထားရေမထင်းနဲ့တော့နင်းတို့မိတ်ကလေးတွေအဲ့အယူထတဲ့နေရာမှာအကောင်းထတာလားမထရဲအယူထတာမှတော်တော်ထတယ်ဟုတ်တကယ်ပြောတာငါအဲ့ရမျိုးတွေခဏခဏတွေ့တယ်မောင်ပွင့်ကောင်းတန်းတန်းဆိုကိုဝင်းတို့ဖြေပစုံမုန်တိုင်ပေါ့အဲ့ဒီမှာသူကဖျာပုံဘက်ကနေနောက်ဆုံးမိကြတာမောင်ပွင့်ကောင်းတန်းတန်းကိုတခါခိုးပြေးလိုက်တာမင်္ဂလာဆောင်မှုလို့တဲ့တိုက်ကနေဆင်းပြီးတော့ ဟိုနေနေတဲ့ဟိုတဲ့ကိုတွားတယ်တော့မှာဂျားတဲ့ကားတင်ပြီးတယ်ဆိုအဲ့ဒါသတင်းစာတွေကသတင်းကောင်းကနေဥသတင်းတူးဆိုအတိလိုက်ပြီးထည့်ဆိုအဲ့ဒီမှာဘာမှအင်းကသဘောတူပါတယ်ဆိုတော့ကားတင်ပြီးလိုက်ပြီးတယ်အဲ့လောက်ထောင်ဖြစ်ကုန်တယ်နောက်တစ်ခါကျတော့ပြောရအောင်မှာကာမလေးတဲ့ကရှစ်တန်းချောင်းလူတွေအဲ့ဒါတကယ်ဖြစ်ပြအဲ့မှာငမွေးဒရာဝါနဲ့မိမေးရနေစံဝဲဆုံးလို့ဆိုတာပါဆိုသူတို့ဆိုတော့ငမွေးဒရာဝါနဲ့ရေးခုန်ချပြီးတည်တာ တွေ့တဲ့ခါကျအဲ့ဒီဥစ္စာဟာဓာတ်ပုံလေးပါပေါ်ပြတယ်ကောင်မလေးဓာတ်ပုံလေးပါတယ်နည်းနည်းလေးပေါ့ဟိုလိုကတော့ပုံလေးပေါ့လေအဲ့ဒီဟာလေးပေါ်ပြတဲ့ခါကျဘယ်ရောက်ပေါ်ပြဆိုတော့အထောက်တော်သတင်းစာပေါ်ပြတာပေါ်ပြတဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီမှာငမိုးကြီးဒရာမှာခုံးကုန်ချပြီးပြီးလို့မှုလို့ရဲဆောင်နေရတယ်ဒါတကယ်ဖြစ်ပြတော့ဟာကောင်မလေးဘာလို့မလဲကျမမကြောက်ကြောက်ကောင်းမှပဲသွားအတခါအလုပ်ချုပ်တယ်နင်းတို့တွေရဲဟုတ်ပဲဒရာဘောကိုကင်းဆောင်နေရတယ်ခစ္စအဲ့ဒီက 6မှာပထမဆုံးစပြောတာဒီအကြောင်းကိုပြောတဲ့အခါကျဘယ်သူရှိလဲဆိုတော့အထောက်တော်လှအောင်ကရှေ့မှာပါတယ်ဟောပြောပွဲထဲမှာပါတယ်သူကရှေ့ရထိုင်ရလို့ငါအဲ့ဒါပြောတဲ့အခါကျဘုအောင်ဒင်းနဲ့ခမရအဲ့ဒါဆိုကျွတ်လို့လိုက်တာတဲ့တည်းခမတိသားပဲလို့ငါတိသေးစီပါတကယ်လည်းသိပါတယ်အဲ့လိုပြန်အဲ့နေုံကတဲ့တည်းကမရှိဘူးပြန်တယ်မရှိတော့အဲ့ကောင်မလေးသိတယ်ဆိုတော့အဲ့ကောင်မလေးရောက်ဖို့ရှာကွာဆိုတော့ကုရမ်ဖူရဆက်ရှစ်တက်ဆိုတာဖြူလို့ထားတယ် form အဲ့ဒီဓာတ်ပုံလေးနဲ့ကောက်ပြီးထည့်လိုက်တာကျုပ်ထည့်လိုက်တာတဲ့သိသားပဲခဏနာမည်ဘာလို့ထည့်မလို့လဲဆိုတော့ဘာလို့ပြောရမှာလဲခဏနာမည်ပြောချင်လို့မဟုတ်ဘူးဆိုရယ်အဖြစ်ပြတင်ပြောချင်တာပဲခမရဒရိစာအပုတ်ချဖို့လေခမရကိုအပုတ်ချဖို့လေမဟုတ်ဘူးဆိုတော့ကျွတ်ဒါဖြစ်တတ်တဲ့ဖြစ်ပြကိုကျုပ်ပြောရတာအဲ့ဒါပြောလိုက်ရအထောက်တော်လာမှာနောက်ထည့်ပြောပြမပြောဘူးလို့ဘာဆိုင်လို့ကျုပ်ဓမ္မတိကျန်ကြာပြောတာခမရနာမည်လည်းမလို့ဘူးအဲ့ဒါပဲထင်အဲ့မသေးဘူးမတင်နဲ့သေးတာမိန်းကလေးတွေက ဒီပြောချင်တယ်ဒီပဲအဲ့မင်းတို့တွေဟာအလင်္ကာဟာပေါ်တိပေါ်စားမဟုတ်ဘူးဆိုတကယ်ပြောတာအဲ့အလင်္ကာကိုဖြုတ်ကြည့်ရတယ်ငါအလင်္ကာဖြုတ်ကြည့်တဲ့ခါလေးရဒီရုပ်ရှင်တို့ဇာလန်းတို့ ਨੇ ပါလာတဲ့ခါကျတားဆိုးတယ်ဇာလန်းနဲ့ပါလာသေးတယ်ရုပ်ရှင်ကလည်းပါသေးတယ်အဲ့ဒီလည်းပါတဲ့ခါကျတော့ဘယ်နှဖြစ်လို့ဆိုအဲ့အလင်္ကာပူပြီးတော့အားရှိလာမြန်လေးပါဒါနဲ့သူနဲ့သူတွားနေရသူက နှစ်တန်းတည်းငါဖုံးမြက်လို့ခေါ်လို့ရှိရင်အဲ့ညာလေးမြဲလေးထားပါလားဟုတ်လားဒီသာတပည့်ကောင်းလေးသူ့တည်းပြည့်သူ့ကိုပြည့်ပြီးထွက်သွားတယ်ထွက်သွားထွက်သွားပေါ်မှာပြင်ကွဲသွားပေါ်အဲ့အရေးတော့တယ်အရေးတော့ပေါ်မှာပြည့်တယ်သူကတော့ကောက်ကလောက်ကလောက်ဆိုပြီးတာလေတောက်ပြီးပြီးသွားတယ်သူအဲ့လိုမတောက်ဘူး ဟုတ်လားဒါတဲ့ဥစ္စာအလင်္ကာနဲ့တောက်တာဟာတိုင်လူကြီးကြီးမြန်လောကကြီးပြောင်းမြန်ဟာတိုင်လူကြီးကြီးမြန်လောကကြီးပြောင်းမြန်အချစ်လူကငွေနဲ့ဆက်ဆံပိန်တန်းတောင်းတန်းတင်တောင်းဟွန်းမြမအချစ်ကြီးချစ်မထင်ကြဗျာခစ်ကြီးကိုကမကောင်းမြန်ပြောင်းတိရောင်ဆန်းပြောင်းတိရောင်ဆန်းမေတ္တာကအဝဲဝေကအချက်တယံ ဆွေစကားဆက်ကြပြန်တနာကြည်ကိုမှဆွေမျိုးဆက်ချင်မြန်းလာရင်ကိုမှနေတမျိုးမှတ်ထင်မြန်းခါဝေးလေးဆိုတာတောင်းကြောင်းမြောင်းလို့တဝေထိုးဖတ်ချင်တဲ့ခေကဖောက်ပြန်စနစ်ကဖောက်ပြန်အချစ်ကဖောက်ပြန်အဲ့လီအဲ့လီအဲ့လီမာနချောင်းငယ်မူဝိစာပေါ့လို့မူးနေတာပဲမူးနေတာပဲအကောင်းဆုံးဒီပေကျန်စိတ်ညစ်လဲတော့ ဲ့တော့ဘယ်လိုဖြစ်လာလဲဆိုကြီးစားနဲ့ क्वे လို့ရှိရင်မဲအရဲသဝါတော့ဘယ်လိုဖြစ်လာလဲပြောချင်တာအလင်းငါဒါကြောင့်မလို့မိန်းကလေးတယောက်လှတယ်မလားဦးစားသိချင်မနဲ့အရဲရတော့ကြည့်ဘာမှမလင်းရသေးဘူးဒီတိုင်းပဲကြောင်ကြောင်ပဲသမီးဖူးဖာမျက်နာလေးကြောင်ကြောင်ပဲမူလာတဲ့ညာပြင်းစင်ပြီမှာခဏ9မိနစ်10မိနစ်ဆိုသူကပြီးသွားပြီအဲ့တော့မိန်းကလေးတယောက်တကယ်လှတယ်မလားဦးစားသိချင်တဲ့ မနဲ့အေးရတာကြည့်ရတယ်အဲ့တော့ဗဂရိတရားကိုသိကျင်လို့ရှိရင်အလင်္ကာကိုဖြုတ်ကြည့်ရတယ်နော်ခုနကအလင်္ကာတွေဖြုတ်ကြည့်နိုင်ငံရေးမှာလည်းအလင်္ကာပဲသခင်နုဆိုလို့ရှိရင်အလုံးစကားပြောကောင်းတဲ့ပုဂ္ဂိုလ်သခင်နုရောက်လာမင်းတို့မကြောက်ဘူးလို့သိကောင်းသူပြောတယ်ဟာဆိုတော့ community တွေကိုကျွန်တော်ပြန်တိုက်တယ်တိုက်တော့မယ်ဒါပဲ၄၉ခု50အဲ့ဒီမှာတော့မှပြောခဲ့တယ်ဆိုတော့ငါကောင်းမှမြင် င်50ထဲမှာကျင်းတော်ဟာငယ်ငယ်ကတည်းကအလွန်ကြောက်တတ်ပါတယ်အလွန်တတ်တိနေပါတယ်ကျွန်တော်ကိုဘေးအောင်ပြီးတော့တရားသူကြီးလုံမလားလို့မေးတဲ့အခါမှာတရားသူကြီးလုံရင်လူတွေကိုထောင်းချလိမ့်မယ်လူတွေကိုကြိုးမိတ်ပေးရလိမ့်မယ်ငရေကြီးလိမ့်မယ်ဆိုပြီးကြောက်လို့ကျွန်တော်တရားသူကြီးမလုပ်ခဲ့ဘူး ီကနေ့တော့တိုင်းပြည်စည်းရောက်ထဲကြဖို့လို့လက်နှလုံးလောက်အလုံးမှာကျွန်တော်တတ္တိမကောင်းရင်တော့မဖြစ်တော့ဘူးတိုင်းပြည်စည်းရောက်ထဲကြဖို့လို့ဘာမှလည်းမသိလက်နှလုံးတော့အလိုမာတဲ့သူကတိုက်ထားတဲ့အတိုင်းပဲအဲ့တော့အဲ့တော့နားတော့အဲ့တော့နားကြောင်လဲသူကငါများပါသွားမလားဘယ်လိုလိုဖြစ်တာတိုင်းပြည်ကြောင်ထဲကြဖို့လို့လက်နှလုံးတော့လဲမှာ ကျွန်တော်ကတတိမကောင်းရင်တော့မဖြစ်တော့ဘူးအဲဒီတော့ community တွေကကျွန်တော်တို့ကိုတနက်နေ့တစ်ချက်ပြင်းရင်ကျွန်တော်တို့ကအချက်200 300ပြန်မပြင်းတော့မှတစ်ချက်တော့ပြန်ပြရတော့မယ်200ပြန်ပြင်းပြင်းနိုင်ပါတယ်ပေါ့ဒါမှ200ပြန်မပြင်းတော့မှတစ်ချက်တော့ဆွဲရတဲ့ခါကျ200 300နဲ့တစ်ချက်ကြီးဆွဲရတဲ့ခါကျနားထောင်တော့အေးဘောဒီလောက်တော့လောရမှာပေါ့ဟုတ်ရဲ့နော် နေရတကမှာအလင်္ကာတွေက wifi လဲနေတာခင်ဗျားတို့ကြွလို့ကောင်းလေးတွေကောင်းမလေးတွေဒီစားစားပြီးတဲ့ခါမှာလည်းပဲအလင်္ကာဖြုတ်ကြည့်ဟုတ်လားဒီကောင်ဘယ်လိုကောင်းလဲသူ့အချိန်ကိုဘယ်လိုသုံးလဲဆိုတာအဲ့ဒါကိုကြည့်နောက်တစ်ခုကလောကကြီးမှာဘယ်တတ်တော်မှာလဲမဆိုသူကသားတဲ့ဥစ္စာသုံးချက်ရှိတယ်ဆိုမှတ်မိတယ်ကြိုးကြောင်းပညာကြီးခြင်းကိုကြည်တရားရှိခြင်းနောက်တစ်ခါပါတယ်အလားပါဘုရားပါတယ်ခါကြည့်တဲ့ချင်း အဲ့ဒီအလှပခံစားမှာဒိဋ္ဌရှင်တော်မှာအလင်းကားပါတယ်အဲ့ဒီဒိဋ္ဌပြီးတော့ကြည်ရတယ်အဲ့တော့အဲ့လိုနေအပြင်တိရစ္ဆာန်များတဲ့တာတဲ့အရှင်ရှင်တွေကိုကိုယ်မှာရှိပြီးသားအရှင်တွေမြင့်တက်အောင်လုပ်တယ်လို့ခဏကလေပညာသင်္နေစာတပည့်သားရဲ့အတွေ့အကြုံကိုလက်ဆင့်ခံယူတာပါပဲအဲ့လိုလက်ဆင့်ခံနိုင်တဲ့အတွေ့အကြုံမလို့တပည့်သားရဲ့အတွေ့အကြုံအတွေ့အကြံကိုယူနိုင်တဲ့စာဖတ်ခြင်းဓလေ့ကိုထူထောင်ကြပါ